ကဲဒီကောက် right dress မှာဘယ်လိုမျိုးခံစားချက်တွေကိုကျွန်တော်မျှဝေခံစားရမလဲဆိုတာတို့ကြည့်လိုက်အောင်အေးသစင်ဦးပါ hide the guys you are ကိုများဒီကောက်ကြရင်တော့ညီမ IR fresh year ပါတဲ့အကြောင်းတရားမှာပြင်းနေတယ်တဲ့စိတ်တွေရှုပ်နေတယ်တဲ့ဘယ်လိုလုပ်ရမလဲဆိုတာအကြံဉာဏ်ပေးပါဦးတော့တဲ့ဘယ်ချိန်စာပြန်ပေးမလဲဆိုတော့လည်းမျှော်နေပါမယ်အားပေးနေရတော့တဲ့ဟာအကြောင်းပေးပြီးသွားရင်တော့အကြောင်းတရားမှာပြင်းလာမယ်လေ ဒါကြောင်မှာအကြောင်းမဟုတ်အလှုပ်တင်မှာလည်းအဲ့ဒီတိုင်းပဲအများကြီးပြေပြီးတိုင်းဘယ်သူမှဖားမလို့ရှင်တော့အေးသွားတာပေါ့ဒါပေမဲ့အကြောင်းပြန်တက်လိုက်တော့ကြာလဲတကယ်ချင်းမျက်နှာကြီးလည်းပြန်တွေ့ရတယ်ပြီးတော့သူ့အနေနဲ့သူပြန်ပြီးတော့လည်းပြောသွားတာပဲပေါ့နော်ဟုတ်တယ်ပြီးတော့ကျွန်တော်တွေးမိသလောက်လူတယောက်မှာသူ့အသက်ရင်နဲ့လိုက်လှုပ်တင်လှုပ်ထိုက်တဲ့အရာအများကြီးရှိရခင်ဗျာသိလားငယ်တော့ဆိုဘာလောမလဲလို့ပြီးရင်အကြောင်းနေရမှာဆိုအကြောင်းနေရအကြောင်းစာစူးစမ်းမယ်ပြီးတော့အသက်ကြီးလာအဲ့ပေါ့ဟိုကိုဟိုကိုတတ်မှတ်ချက်နဲ့ကိုတတ်မှတ်ထားတဲ့အထင်တိုင်းလှုပ်ပြီးတော့မှ ဖြတ်တမ်းမယ်ဆိုရင်ဘွားမှာဘာပြောအဆင်ပြေချောချုံမွေ့မွေ့နဲ့နေထိုင်လို့ရတဲ့လူကျတော့ဖြစ်သွားမှာပဲအဲ့လိုမဟုတ်ဘဲနဲ့လုံတင်လုံတဲ့အချိန်မှာမလုံတင်တဲ့အလုပ်တွေလုပ်ပြီးတော့မှမလုတ်ခဲ့ဘူးဆိုရင်အာချိန်မှာနောင်တအကြီးရသွားနိုင်တယ်လို့ကျွန်တော်ကထင်တယ်အဲ့တော့အခုချိန်မှာဆိုလည်းညီမလေးနေတာ first year စတက်တာစူးစမ်းလို့ရပြီးတော့အာရဆိုတာလည်းဒီကျွန်တော်တို့အခုပွင့်လင်းလာနိုင်ငံအနေထားရဆိုရင်နောက်ပိုင်းကျွန်တော်တို့ကိုဟိုနောက်နိုင်ငံသားကြီးနေမြုံနယ်မှုတွေအများကြီးလာတော့မှဒါဆိုရင်ဒါတွေလည်းပတ်သက်ပြီးတော့မှကိုယ်အနေနဲ့ဆက်ပြီးတော့မှစူးစမ်းခွင့်တွေအများကြီးရှိရပြီးတော့အာရဆိုတာလည်းတက်ချင်တဲ့လူတွေလည်းအများကြီးပဲနော်ဟုတ်ကဲ့ စိတ်ဝင်စားစရာကြီးပါစိတ်ဝင်စားကျွန်တော်လည်းငယ်တော့အိုင်မအဲဒီအိုင်အောင်စိတ်ဝင်စားခဲ့တယ်ဘယ်လိုဖြစ်လဲဆိုတော့ဟိုတက်ခါလည်းငယ်သေးတာဟုတ်ပြောရရှင်ဒီ7တန်းပြီးကစားဆိုတော့လေတစ်နှစ်လောက်နားလိုက်ရတယ်တန်းလက်လက်အဓိကလေဝါပေါ့နော်ရောင်ဝါပေါ့အဲ့တော့အဲ့ဒီအချိန်မှာ နားတဲ့ချိန်ကလည်းနားယူပါလေဒီပြီးတော့ first semi ဆိုတာလည်း FSC ရဆိုတာလည်းပြေပြေပါပါနဲ့သွားလို့ရတဲ့အချိန်လေးပဲရှိသွားမှာအဲ့တော့ကိုဝါသနာလေးနဲ့တွဲပြီးတော့ယူပါပြောရှင်စာလေးလေးလာကြည့်လိုက်ရှင်တော့ပြောစရာကောင်းပါပါပြီးတော့ဟိုလောက်မလားလေပြီးတော့ဒီ IR နဲ့ပြီးရသူတွေမှာများသောအားဖြင့်စူးစမ်းမယ်ဆိုတော့တန်ရုံမှလုပ်လို့ရရရှိရင်နော်အဲအဲ့လိုမျိုးလဲကြားကြပါဦးကြားဖို့ရကျွန်တော်လည်းပြောညီမလေးထပ်မိတိုင်းဟာ stress တွေများလာဟုတ်လားဟုတ်တယ်ဘာမှမတွေ့ရသေးဘူး stress တွေမများပါနဲ့ stress ကဟုတ်ပါအခုဝင်နေ stress ကကြောက်မတက်ရှင်တဲ့ stress ဟိုနားနေခြင်းနေတာပါနော် အဲ့တော့ကိုကအကြောင်းရမယ်ပြောစရာလေးတွေကိုကြိုပြီးခေါင်းထဲမှာတွေးလိုက်ပေါ့အကြောင်းရရင်ဘယ်သူဘယ်သူနဲ့တွေးရမယ်ပြီးတော့ရင်ခေဟိုဟိုငငယ်တော့နဲ့မတူတော့လေအကြောင်းတဲ့ဘဝနဲ့မတူတော့အများကြီးကွာသွားပြီအများကြီးကွာသွားပြီဆိုတော့အဲ့ဒါလေးတွေကိုကကြိုတွေးပြီးတော့ဟိုစိတ်ကူးရင်တော့မကောင်းဆိုပေမဲ့ရုပ်ရှင်တွေကိုကိုခဏပို့လိုက်ပေါ့ဝတ္ထုတွေရုပ်ရှင်တွေလေးကိုကိုခဏပို့လိုက်ဘလောက်ပြောကောင်းလဲတက္ကသိုလ်ကြီးတက်ရအကြောင်းတက်ရတာငငယ်ချင်းတွေတွေးရလှုပ်လှုပ်လက်နေရတာမဟုတ်သွားစားကြမယ်စားလို့လုပ်ကြမယ်ဆောင်းဝေးဖြစ်ကြမယ်ကြောက်ပေးကြမယ်အာအဲ့ဒါတွေးလိုက်တွေးလိုက် ကျွန်တော်တို့ချင်းလေးပြန်ပေါက်လာမှာပါဟုတ်တယ်ကျောင်းသားဘဝလှုပ်လှပြောရွှင်မှုဆိုတာတကယ်တမ်းအချိန်လုံးကပြန်ရဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်တော့နောက်ဆိုရင်ဒါတက်ခေတာတော့ပြန်လွှမ်းနေမှာကိုကျောင်းပြေးခဲ့တဲ့ဟာတွေတော့ကိုကပြန်ပြီးနောက်နောက်ရပြားဟုတ်တယ်အမြဲတမ်းကျောင်းမှာရှိရမှာလို့ပါပဲပြီးညလည်းဘာဖြစ်လဲမသိဘူးအကုန်လုံးကလေဒီဆယ်ရက်အမောကတက္ကသိုလ်တက်ရတယ်ဘဝကအရန်လူချင်းကြကျွန်တော်ဆိုလည်းအရန်မျောလိုက်နေပြီးသွားဆိုရင်အာအရန်ခံစားရအရန်ပျော်ရွှင်ခဲ့အဲ့တော့ဟိုဘလို့များဖြစ်လို့ဟိုလမိုးမပြောရလဲဆိုတော့တွေးမိတာတယောက်တည်းနေလို့လားဒါမှမဟုတ်ကိုကတယောက်တည်းနေတဲ့လူလားအဲ့တော့ဟိုက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 ိုပျော်ရှင်နေမဲ့ အဲပျော်ရွှင်မှုလေးဖန်တီးပေးပါဒါမှမဟုတ်ဆိုလဲကိုနဲ့အရင်အရင်ဆုံးတကယ်ချင်းတရားနာလို့ပဲထားမှာဒါမှမဟုတ်ကိုကအများကြီးနဲ့ပြောတာအများကြီးထားရမလားအဲ့တော့ဟိုကြောင်းတက်ပြင်းမှုနဲ့ဆိုတော့တခြားနည်းနဲ့အများကြီးလုပ်လို့ရပါသေးတယ်အဲ့တော့ညီမလေးကလည်းမတက်သေးလို့ဖြစ်မှာပါတက်ပြီးသွားလို့ရှိရင်တော့ပြောရမှာပါအဲ့တော့နောက်ထပ်တယောက်ကကြာတော့တဲ့ကိုကျော်ဝင်းကပို့တာလားအာတကန်းစီအကိုရောမင်္ဂလာပါတဲ့ကျွန်တော်ကကိုကျော်ဝင်းပါတဲ့အကိုရောစီစဉ်အမြဲတမ်းလို့လို့ကြီးဖြစ်ပါတယ်တဲ့အကိုရောဆွေးနွေးကြတယ်လည်းကောင်းပါတယ်ဂျေစုတင်ပါတဲ့ဒါပေမဲ့ဟိုဖြစ်လေးပြောပြပါတော့ကျွန်တော်တို့လည်းကိုခိုင်ချက်လေးပါပဲ ကျွန်တော်တို့ခုပါဝင်ဆွေးနွေးကြတာတဲ့လူတွေဟာခံယူချက်အမျိုးမျိုးအမြင်မျိုးမျိုးနဲ့ရှင်သန်နေကြတော့တဲ့တယောက်ကိုတယောက်မှားတယ်မှန်တယ်လို့ပြောရခက်ပါတယ်တဲ့ဟုတ်ပါတယ်ကျွန်တော်သိချင်တာကတော့လူတယောက်ပျော်ရွှင်ချမ်းမြေ့တဲ့ဘဝတစ်ခုကိုပိုင်ဆိုင်နိုင်ဖို့အတွက်တဲ့အခက်ခွဲတွေကိုရင်ဆိုင်နိုင်ဖို့အတွက်ဘာတွေအဓိကလိုအပ်တယ်လို့အကိုတို့ထင်ပါတယ်လေတဲ့အကိုရဲ့အမြင်လေးကိုသိချင်လို့ပါဆိုတော့နှစ်ခုခွဲပြီးပြောကြပါဘောနော်ပျော်ရွှင်ချမ်းမြေ့တဲ့ဘဝကိုပိုင်ဆိုင်နိုင်ဖို့ဘာတွေလိုအပ်လဲအခက်ခဲတွေရင်ဆိုင်နိုင်ဖို့ဘာတွေလိုအပ်လဲရောအဲတော့ကျွန်တော်နောက်ဆုံးကပြောမယ်ဟုတ်ကဲ့ လူတိုင်းမှာကိုယ်တန်မိုးထားမှုနဲ့ကိုကိုစီကိုစီရှိတဲ့ကြပါဘူးအဲ့တော့ကိုကိုရန်ကဘေးရီကိုတန်မိုးထားရလဲဘယ်လိုမျိုးဖြစ်လို့ရတာပြောရှင်တာလဲဥမာအဖြစ်အများသူငါကောင်းကျိုးကိုလိုရတာကိုပြောရလားဒါမှမဟုတ်ကိုကတိဖြစ်ဖန်တီးရတာကိုပြောရလားဒါမှမဟုတ်အနုပြန်နဲ့ပတ်သက်တာကိုပြောရလားအဲ့ကိုပြောရှင်မှုလေးကိုပြန်ပြီးတော့မှချိန်လို့စဉ်းစားပါပြီးရင်အများသူငါနဲ့ပတ်သက်တဲ့အကျိုးလေးပါတခါတည်းပူတွဲပြီးလုပ်နိုင်မယ်ဆိုရင်ဒါစစ်မှန်တဲ့ပြောရှင်မှုစစ်ကိုရမယ်လို့တော့ကျွန်တော်ထင်တယ်ပြီးတော့နောက်တစ်ခုကကြခက်ခဲအချိန်တွေကိုကြော်ပြဖို့ဆိုတော့လူလူတူတယောက်ချင်းစီမှာသူနည်းသူဟန်နဲ့ ဖြတ်တန်းမှုတွေပျော်ရွှင်မှုတွေပြီးတော့ဟိုဘယ်လိုပြောမလဲအတုံးချမှုတွေအမျိုးမျိုးစုံရှိရလူတိုင်းကတယောက်တယောက်မတူကြအောင်အဲ့တော့ကိုကိုရန်ကဘယ်လိုမျိုးဟိုအခက်အခဲတစ်ခုကိုဖြေရှင်းနေရှိတယ်ဆိုတာကိုကိုပြန်ပြီးတော့ sensitive လို့ကျွန်တော်လိုရလို့ထင်တယ်ဗျအဟုတ်ပါဘူးကိုဖြတ်တန်းခဲ့တဲ့အခက်အခဲတွေမှာ အဘလိုမျိုးတွေဖြတ်တန်းခဲ့ရဥမာအဖြစ်စာအုပ်စာပေကနေပြီးတော့မှနီးလန်းနေယူလာလားဒါမှမဟုတ်ကိုယ့်ရဲ့အတွေ့အကြုံနဲ့ယူလာလားဒါမှမဟုတ်တင်ကြင်းနေတွေကိုတိုင်မင်းလာလားအဲ့တော့နီးလန်းပေါင်းစုံရှိရတဲ့အမှာကို့အတွက်ဘယ်ဟာပို့ပြီးတော့အဆင်ပြေစေခဲ့လဲဘယ်ဟာကို့အတွက်အဆင်ပြေရဲ့နီးလန်းကိုအရောက်ပို့ပေးခဲ့ရဲဆိုတာကိုယ့်ကိုပြန်ပြီးတော့မှဆန်းစစ်ပြီးတော့မှခက်ခဲအခြေအနေကိုဖြတ်တန်းဖို့တော့လိုလိမ့်မယ်ထင်ပါတယ်ပြီးတော့စိတ်ထဲအကြံခံမှုအတွက်ကတော့စာမျက်အဖတ်ပြီးတော့မှကိုယ့်ရဲ့စိတ်ထဲကိုကြံခံအောင်ထားမယ်ဆိုရင်တော့ဒါစာအုပ်စာပေကကိုယ့်ရဲ့စိတ်ကိုကြံခံစေရလို့ကျွန်တော်ထင်ပါတယ်ဗျဟုတ် ပြောရှင်စရာဘောကတော့ကိုကဟိုပျော်စရာဘယ်လိုလက်ခံထားလဲဆိုတော့မူတီအားပါနော်တချို့ကကြောက်လဲဟိုဝါသနာပါတော့လုံနေရတော့လူတိုင်းကတော့ပျော်တာပဲလေအဲ့တော့ကိုအလုပ်တဲ့ဟာကကိုဝါသနာပါတဲ့ဟာနဲ့အတက်နိုင်ဆုံးတူအောင်လုပ်မယ်ဆိုရင်တော့ဒါဘယ်တော့မှပြင်းသွားစရာအကြောင်းမရှိဘူးနောက်ဆုံးအသက်တွေကြီးသွားပြီးနောက်ဆုံးလုံကဟိုလုံအသက်ကြီးသွားတဲ့အထိလုံနေရရင်လည်းဒါလုံကမရိုးသွားတဲ့ဟာမျိုးဥပမာအနုပညာအလုပ်လိုမျိုးပေါ့နော်ကိုကအမြဲတမ်းစာရေးတာဝါသနာပါတယ်စာရေးစရာဖြစ်သွားတယ်ကိုရဲ့အသက်မွေးဝမ်းကြောင်းလည်းစာရေးတယ်ဒါဆိုရင်သူဒီဘယ်တော့မှပြင်းရင်ညီငွေသွားမှာမဟုတ်ဘူး သူဒီအမြဲတမ်းစာရေးနေတယ်သူဝါသနာသူလုပ်နေဒါဆိုတော့တပွားလုံးကပြောစရာကြီးပဲအဲ့လိုပဲကိုကဆရာဝန်နဲ့ဆရာဝန်ပေါ့အဆူရောဆိုလဲအဆူရောပေါ့ကိုလုံးချင်တာလုပ်နေတာလူတိုင်းပြောတာပဲအဲ့တော့ပြောစရာဆိုတော့အခုတတ်မှတ်ထားရပေါ့မူတည်ရဲ့အဲ့ထဲမှာမှအခက်အခဲတွေဘယ်လိုမျိုးကြော်ဖျားမလဲပေါ့အခက်အခဲဆိုတော့အတွေ့အကြုံအတွေ့အကြုံတွေအများကြီးရှိနေအခက်အခဲကတော့သူကအဆင်ပြေတာပဲအတွေ့အကြုံမရှိသေးဘူးဆိုတော့အရာရာနဲ့အခက်အခဲပဲအရာရာနဲ့အခက်အခဲဆိုတော့မှနောက်ဆုံးထမင်းစားတာဆိုကိုမစားတဲ့အခက်အခဲပဲလေဟုတ်တယ်မလားဟို ဥမာနောက်ဆုံးကျွန်တော်ရူရော့ကိုရောက်သွားပြီဆိုရင်သူတို့အစားအစာမစားတတ်ဘူးဒါကျွန်တော်တို့အတွက်အခက်အခဲပဲသူတို့အတွက်ကြည့်လိုက်တာဘာမှမဟုတ်ဘူးအဲ့တော့အခက်အခဲဆိုတာတော့အတွေ့အကြုံနဲ့အများကြီးဆိုင်တယ်အခက်အခဲတွေကြုံလို့ကိုကရှုံးနေသွားပြီမကြောက်နဲ့ဒီကနေ့အတွေ့အကြုံယူလိုက်ပြီးသွားပြီနောက်တစ်ခါဘယ်တော့မှဒါမျိုးအထက်မဖြစ်တော့ဘူးဟုတ်တယ်နမ်းမြမနမ်းမြမလေးကို့အတွက်တံမိုးရှိနေတယ်နမ်းမြမဆိုတာလည်းဟိုလိုမျိုးအတိမ်မခိုင်းတာမဟုတ်ဘူးကို့မှာကအတက်နိုင်ဆုံးစူးစမ်းဆင်ခြင်သုံးသပ်ပြီးမှမှားသွားတာဒါကို့အမှားမဟုတ်ဘူးပထမဆုံးတစ်ခုကကို့အမှားမဟုတ်ဘူးဒါပေမဲ့အဲ့တော့မှနောက်တစ်ခေါက်ထပ်မှားရဲဆိုတော့ဒါကို့ရဲ့ရွေးချယ်မှုဖြစ်သွားပြီအဲ့တော့ကို့ရဲ့ရွေးချယ်မှုဖြစ်နေတဲ့ ပထမတိုင်းပထမတိုင်းပထမတိုင်းမှားလို့ရတယ်ဒါပေမဲ့ဒုတိယတစ်ခါတော့မမှားနဲ့အဲ့တော့အရိယာနဲ့အတွေ့အကြုံတွေယူသွားပြီးတော့ဆက်ပြီးတော့ရှောက်သွားမယ်ဆိုရင်တော့အခက်အခဲရမရှိပါဘူးပြောစရာတော့ဆော့ဆော့ပြောခဲ့တယ်လို့ဝါသနာပါနဲ့အတိုင်းနိုင်ဆုံးကိုကကိုယ့်ရဲ့ career လေးကိုမျှပြီးလုပ်မယ်ဆိုတော့ပြောစရာကောင်းပါတယ်ဟုတ်တယ်အဲ့တော့ဟိုကျွန်တော်တကယ်ညပြောသွားတာကြတော့တို့တွေကကြတော့ဟိုခြုံမြပြောပါတော့ခြုံမြပြောပါဆိုတော့ကျွန်တော်ကအဲ့တော့ daily ပြောမှာနော် literally ပြောချင်တာပါနော်အဲ့တော့ပျော်ရွှင်ချမ်းမြေ့တဲ့ဘဝတစ်ခုကိုပန်ဆန်နိုင်ဖို့အတွက်ဘာတွေလိုအပ်လဲဆိုတော့ကျွန်တော်ကအဲဒီ player တခုရဲ့ DVD တွေလိုအပ်တယ်ပေါ့နော်အဲ့ဒါဆိုတော့ပြန်ပြီးကောက်ကြည့်လိုက်လို့ရှိရင်ဝါသနာပါတဲ့ဟာလို့ပေါ့ဝါသနာပါတဲ့ဟာကိုရဖို့လိုအပ်တယ်ပေါ့ကျွန်တော်အနေနဲ့ဒီရုပ်ရှင်ကားကောင်းလေးတခုကြည့်နေရလို့ရှိရင် realization ပဲဒါပေမဲ့အဲ့ realization အချိန်မှာကျွန်တော်ဘာလုပ်နေလဲဆိုတော့အင်္ဂလိပ်စကားပြောနေအင်္ဂလိပ်အရေးတာတခါတည်းသင်ယူတယ်အတန်ရောတခါတည်းနားထောင်တယ်ပြီးသွားလို့ရှိရင်အဲ့ဒါပြန်သူတို့ရဲ့အမှုပညာဖန်တီးမှုရုပ်ရှင်ကားတကဘယ်လိုရလဲဆိုတော့ကျွန်တော်တခါတည်းသင်ယူနေတယ်အဲ့အချိန်မှာပဲကျွန်တော်နားနေရတယ်ဒါပေမဲ့ကျွန်တော်တို့ကဒါစာသင်တာလည်းဖြစ်တယ်အနားယူတာလည်းဖြစ်တယ်ဆက်ပြီးပညာတိုးတာလည်းဖြစ်တယ်ဒါပေမဲ့အဲ့လိုမျိုးပေါ့ကိုကြိုက်တဲ့ဟာလုပ်နေတဲ့အချိန်မှာအာ ဘယ်ဟာမှဝေဒဝဘုံမဖြစ်တော့ဘူးဗောနော်အဲ့တော့အဲ့ပုံစံမျိုးလေးပြောတာပါပြီးတော့ဝါသနာဗောနော်ကျွန်တော်တို့ကတော့အလွယ်ပြောလိုက်တာကိုဝါသနာပါတဲ့အလုပ်ကိုရအောင်လို့ဆိုတာဒါပေမဲ့တကယ်တမ်းကျတော့ဟိုတချို့ဆိုမေဂျာဒီပညာရေးကိုဆွန့်လို့ပြီးတော့ဘာလို့ဒီလှုပ်လှုပ်တာလဲအဲ့လောက်ဝါသနာပါလားဆိုတာဒါပေမဲ့ကျွန်တော်ပြောလို့ရှိရဲဒါကဝါသနာဆိုတာအထက် ဟိုလုတ်ကိုလွားမယ့်အရာတခုဘဝတခုဖြစ်နေပါတော့တကယ်တမ်းကဝါသနာဝဆိုတာကလုတ်ကိုလွားမယ့်အရာတခုအားတဲ့အချိန်မှာလုတ်တဲ့အလုတ်ကိုဝါသနာလို့ခေါ်တာမဟုတ်ကျွန်တော်အနေနဲ့ကလုတ်ကိုလွားမှာဒါမလုတ်လို့မလုတ်ရမနေနိုင်တဲ့ဟာတခုကိုဝါသနာလို့ခေါ်တာအဲ့လိုပြောမယ်ဆိုရင်တော့ဟုတ်တယ်ဒီလုတ်ကိုဝါသနာပါလို့လုတ်တာဒါပေမဲ့တကယ်တမ်းကျတော့ဒီလုတ်ကိုဘဝမလို့လုတ်တာအဲ့တော့ကိုအကြိုက်ဆုံးအရာတခုကိုဘဝတခုကိုကိုအလုတ်အနေနဲ့ပြောင်းလဲပြလိုက် ပြောင်းလဲပြလိုက်အဲ့လိုမျိုးအဲ့တော့ကိုအလုတ်ကကိုဝါသနာပိုင်းဟာမဟုတ်ဘူးလို့ထင်နေလို့ရှိရင်နှစ်ခုကိုခွာပြီးတော့လုတ်ကြည့် ။အမှဆိုကိုဝန်သာပါရဲဟာအဖက်တိုင်းလည်းလုံးလို့ရနိုင်တာရှိတယ်။တကယ်တကယ်တရားဝင်လို့ဥမာဆိုကိုကအစလို့ဝန်သာပါရဲဒါပေမဲ့အစလို့လုံးဖို့ကြတော့တစ်ချိန်လုံးဟိုအဖူးထိုင်းပေးတော့မှရမယ်လို့တော့ထင်မှထင်ချင်းထင်နေမြဲ။ဒါပေမဲ့ဂီတာလေးတီးပြီးတော့ပြောနေတာလေဒါအစလို့လုံးနေတာပဲလေသိရမလား။အစလို့ဖြစ်ချင်တာလား။ဒါမို့နာမည်ကြီးနေတာလားအဲ့ဒါသိဖို့လိုတယ်သိရမလားကိုဝန်သာပါရဲဟာတချင်းလေးစုံနေရပြီးရောဆိုလို့ရှိရင်အခွေထုတ်အောင်မဟုတ်ဘူးကိုဝါနဲ့ကိုဂီတာတီးလိုက်ကျွန်တော်လည်းအဲ့လိုမျိုးပဲဒီလုံးမလုံးခင်တော့စာတို့ဗေစလေးရေးတယ်ကိုဝါလည်းကြပြားလေးတွေရေးတယ်ဒါကိုဝါနဲ့ကို ဒီအချိန်လေးမှာကိုလုတ်ချင်တဲ့အလုပ်လေးကိုလုတ်ပြီးတော့ဟိုပြီးသွားရပဲပေါ့နော်အဲ့လိုမျိုးလေးရှိရပေါ့အဲ့တော့ပြောချင်ချက်မြင့်တဲ့ဘဝတစ်ခုဆိုတာကတော့ကိုလူလာတဲ့အရာပေါ့နော်ဝါသနာလို့ပြောရတာတဲ့ကိုလူလာတဲ့အရာတစ်ခုကို full time ပဲဖြစ်ဖြစ် part time ပဲဖြစ်ဖြစ်ရအောင်လုပ်နေလို့ရှိရင်ကျွန်တော်တို့အနေနဲ့ပြောရှင်ချမ်းမြေ့တဲ့ဘဝတစ်ခုလုံလောက်ပါတယ်အထားမှာတော့မိသားစုတွေပါတယ်ရတော့မလိုဘူးမဟုတ်လိုတာပါနော်မိသားစုတွေကဒါကမရှိမဖြစ်လိုတဲ့ဟာတွေကိုပြီးတော့ကျန်တဲ့ဟာကတော့ကိုကိုဘဝလို့အရေးကြီးတဲ့အရာတစ်ခုကိုဝန်သာပါတဲ့ဟာတစ်ခုကိုရနိုင်ပြီဆိုလို့ရှိရင်ဘဝဆိုတာ ဲပျော်ရွှင်ခြင်းမဲ့ဘဝတစ်ခုရနိုင်ပါတယ်ဆိုတော့တခြားပတ်စံတွေဘာတွေကမရှိဟိုမလူမို့လူတယ်ဒါပေမဲ့အဲ့လောက်ကြီးတကယ်တမ်းကျတော့အရေးမကြီးဘူးလုံနေရပြီးရောပေါ့နော်ကိုကိုလိုချင်တာလေးလုံနေရပြီးရောအခက်ခဲတွေရင်ဆိုင်နိုင်ဖို့အတွက်ကကြတော့ဟိုခံယူချက်နဲ့စိတ်ဓာတ်နဲ့လိုရပါတော့ပထမဆုံးခံယူချက်ကကြတော့ဟိုဘသူလာပြောပြောကိုယုံကြည်ထားတဲ့ခံယူချက်တစ်ခုကိုစုပ်ကင်ထားနိုင်မယ်ဆိုလို့ရှိရင်ရှစ်သက်တိုးလို့ရတယ်ဒါ integrity လို့ခေါ်တာပေါ့ကိုယ့်ရဲ့ယုံကြည်မှုတွေမပြိုလဲမယိုင်လဲဝဘူးကိုယ့်အနေကိုဆက်သွားဖို့အဲ့အဲ့ရနဲ့အားရရှိလာနိုင်တယ်အဲ့လိုမျိုး integrity ရှိပြီးခံယူချက်တခုရှိသွားပြီဆိုလို့ရှိရင်ကျန်တဲ့ဟာကကြတော့စိတ်ဓာတ်ပေါ့နော် courage လို့ခေါ်မယ် empowerment empowerment လို့ခေါ်မယ်နဲ့တွေ့ရတယ်။အဲ့တော့အဲ့စိတ်ဓာတ်ကကြတော့စစလို့ကိုယ့်ရဲ့ယုံကြည်ချက်ကမပြောင်းလဲတော့ဘူးဆိုလို့ရှိရင်ရှေ့ဆက်တုံးမဲ့အားတွေကကိုယ့်စီရပဲပြန်ပြန်ထွက်လာမှာအဲ့လိုပြန်ထွက်လာဖို့အတွက်ကဘယ်ကအတွေ့အကြုံတွေရမလဲဆိုတော့စွပြောရတဲ့ဒီ experience တွေ mistake တွေကိုယ့်ရဲ့အမှားတွေကိုယ့်ရဲ့အတွေ့အကြုံတွေကနေဒီအားတွေထုတ်ယူလို့ရမယ်ဒါပေမဲ့အဲ့ကိုယ့်ကနေကိုဒီစိတ်တက်လေးတစ်ခုကိုမွေးမြူွားနိုင်မယ်ဆိုလို့ရှိရင် စတော့အရန်ခက်တယ်လို့ထင်တယ်ဒါပေမဲ့ဒီတနည်းနည်းလောက်အချင်းလောက်ပြီးတော့မွေးမြူသွားမယ်ဆိုလို့ရှိရင်ဘလောက်အခက်ခဲပဲတွေ့တွေ့အရန်လွယ်သွားတယ်အရန်လွယ်သွားပြီးဆိုရုပ်တရက်ဖြစ်တာနဲ့အော်ငါမအောင်မြင်တော့ဘူးတခုဖြစ်သွားရင်ဒါပေမဲ့ချက်ချင်းပြန်ထောင်းလိုက်တယ်မအောင်မြင်မဲ့နောက်တလန်သွားမယ်ပေါ့နော်သိရမလားဘဝမှာအောင်မြင်မှုကအရေးကြီးတာမဟုတ်ဘူးကိုဝါသနာပါတဲ့လို့ကိုအရန်တန်မှုထားတဲ့လို့ကိုဆက်လုပ်နေဖို့အရေးကြီးတာအဲ့တော့မအောင်မြင်လဲဆက်သွားမယ်ဆိုလို့ရှိရင်ရပြီအဲ့တော့ စသပြောဆိုမျိုးအခက်ခဲရင်ဆိုင်လဲမှုအတွက်ဆိုလို့ရှိရင်ကိုပန်ခံယူချက်တစ်ခုမရိုင်းလဲမဲ့ခံယူချက်တစ်ခုနဲ့စိတ်သက်ခွန်အားတစ်ခုလိုပါတယ်ဒီစိတ်သက်ခွန်အားတွေကိုစိုးပြီးပြောတဲ့အတိုင်းပဲစာရရနေလဲရနိုင်တယ်အတွေ့အကြုံတွေကလည်းရနိုင်တယ်ဒါပေမဲ့အဲ့စိတ်သက်ခွန်အားဆိုတာဟိုပကင်းလေးဖွင့်ပြီးတော့အင်းဆိုရယူပြီးတော့ကြောက်ဝိတ်လိုလွယ်သွားတဲ့ဟာမျိုးမဟုတ်ဘူးဒီလိုအများကြီးအများကြီးအချိန်နေရက်ရက်တိုင်းအချိန်ခါတိုင်းကနေတည်ပြီးတော့ယူလာရတဲ့အကောင်လုံးကမှစိတ်ရက်ခွန်အားဒီဟာဖြစ်ဖို့ကတော့မွေးမြူရတယ်ဟုတ်တယ်ဒါပေမဲ့မွေးမြူပြီးသွားရဆိုလို့ရှိရင်တည်ဆုံးမှုအရန်ခတ်သွားပြီကိုယ်တိုင်ဖြတ်မှာပဲရတယ်ဘယ်သူမှဖြတ်လို့မရနိုင်ဘူး ဲတော့ကျွန်တော်ဆွေးနွေးခဲ့တာနဲ့ပတ်သက်ပြီးတော့ကိုကျော်ဝင်းလည်းခြေနဲ့လောက်မယ်လို့မျှော်လင့်ပါတယ်။ဆိုတော့ကိုပြောတဲ့နှစ်ခုကလည်းအရန်လေးနဲ့တဲ့အတွက်ကျွန်တော်တို့ကကြတော့ကိုပိုင်အမြင်တွေကိုပိုင်ကိုတိုင်ကြုံတွေ့နေတဲ့ခံစားချက်တွေနဲ့ပဲပြောလို့ရပါဘောနော်။ကိုပြောတဲ့အတိုင်းပဲလူတွေကခံယူချက်အမျိုးမျိုးအမြင်မျိုးမျိုးနဲ့ရှင်သန်နေတာဖြစ်တဲ့အတွက်တအူးချင်းစီမှာလည်းသူတို့နဲ့သက်ဆိုင်တဲ့တအူးချင်းစီဟာလေးရှိလိမ့်မယ်ဘောနော်။အဲတော့ဆက်ပြီးတော့ဆွေးနွေးခြင်းလည်းဆိုလို့ရှိရင်ဒီလိုမျိုး topic ကောင်းကောင်းလေးတွေဆက်ပြီးတော့ပို့လို့ရပါသေးတယ်။ကျွန်တော်တို့ရဲ့ page ဖြစ်တဲ့ www.facebook.com/thekaisu ဆက်ပြရနေထပ်ပြီးတော့စောင့်နေပါမယ်ခင်ဗျ။ပြီးွားရင်ကျွန်တော် show business minute နဲ့ပြန်လာခဲ့ပါအောင်မယ်။